အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းတာပဲဖြစ်ပါတယ်။သုံးလပိုင်းကလာစာဗုဒ္ဓဂုတသမီများအတွက်ဒီဟောစရာလေးတွေကိုကျွန်တော်ပြပြပေးသားမှာဖြစ်ပါတယ်။အဲ့တော့သုံးလပိုင်းမှာပေါ့နော်ဗုဒ္ဓဂုတသမီများအနေနဲ့မိမိတို့ရဲ့ဒီအခွင့်အရေးတွေမိမိတို့ရဲ့ဒီအခွင့်အရေးကောင်းတွေလမ်းစာကောင်းတွေဒီလမှာပေါ်လာတတ်ပါတယ်။ရည်မှန်းချက်တွေပြုလုပ်ဖို့ရည်မှန်းချက်တွေပြည့်စုံဖို့တို့ဒီလမှာဒီသူရားလေးတွေပေါ့နော်ကံကောင်းမှုတွေကြုံရတတ်ဖို့လည်းရှိပါတယ်။မိမိလှုပ်ချင်တဲ့လမ်းစာတွေ ပေါ့ပေါ်လာတဲ့တည်းပေါ့နော်နောက်ပြီးဒီလကာလမှာပေါ့နော်အလောက်ကင်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီလမှာအလောက်ကင်ခွင့်ရေးတွေအခွင့်အရေးကောင်းတွေရတာမျိုးတွေရှိပါတယ်အကြောင်းမလို့ဒီလထဲမှာလောက်ဘာပဲလောက်လောက်ဘာပဲကင်ကအလောက်ကင်ကိစ္စတွေညီမန်းချက်တွေနဲ့ပတ်သက်တဲ့ကိစ္စတွေရွေချက်တွေနဲ့ပတ်သက်တဲ့ကိစ္စရတွေဆိုရင်ဒီလမှာလောက်ဆရာရှိရာကိုပြက်ပြက်သားသားနဲ့စေတနာပါပါလေးလောက်ပေးခြင်းဖြင့်ဒီလကိုအကြောင်းပြုပြီးတော့မိမိရဲ့ကံကောင်းခြင်းတွေကံကောင်းမှုတွေကတဟုန်တိုးတိုးတက်လာမှာဖြစ်တယ် အဲအဲ့လိုမျိုးမဟုတ်ပဲနေမိမိကဒီပုံမှန်တိုင်းပဲပေါ့နော်ဟိုဟိုတာဝန်ကြီးပေါ့တာဝန်ကြီးဆိုရဲဆိုရဲနေရာမှာလဲဝတရားကြကြတာဝန်ကြီးလေးပဲလုပ်မယ်ဆိုရင်တော့ဒီကဒီလာကိုအကြောင်းယူတော့ဘာမှတိုးတက်လာမှာမဟုတ်ဘူးအဲ့တော့မိစိတ်ကလည်းစိတ်ပါလက်ပါနဲ့စေနာပါပါလေးနဲ့ဒီလာမှာအလုပ်ပဲဖြစ်ဖြစ်ကိစ္စပဲဖြစ်ဖြစ်အကျိုးကိစ္စပဲဖြစ်ဖြစ်ပညာရေးနဲ့ပတ်သက်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဘာပဲလုပ်လို့ပေါ့အကုန်လုံးမှန်မြန်အားလုံးကိုစေနာပါပါလေးလုပ်ပြီး အဲ့ဒါဆိုရင်ဒီလမှာကောင်းကျိုးရတာလေစေတနာမပါတဲ့အရာတွေကတော့ဒီလမှာဒုက္ခရပါလိမ့်မယ်ဒုက္ခပေးပါလိမ့်မယ်ဒါမို့အကျိုးအာနိသင်နည်းရာတွေဖြစ်ပါလိမ့်မယ်လို့ကျွန်တော်နေနေပြောခြင်းတယ်ဟိုနောက်တစ်ခုကျတော့ပါလဲဆိုတော့ဒီလမှာမိမိမျော်လင့်နေတဲ့ကိစ္စတွေယူရထားတဲ့ကိစ္စတွေဒီလမှာပြလာဖို့ရှိပါတယ်မိမိကဘာတွေအစီအမီဖို့ဘာတွေယူရတာရှိတယ်ဆိုဒီလမှာအစီအမီလာဖို့ရှိတယ်တကူဒူးစန်းနာကျတော့ပါလဲဆိုဒီလမှာပေါ့နော်မိမိက ဒီမိမိရှိရနေပြီးတော့မှပတ်စံချီတာမျိုးတွေနောက်ငားချီရချီတာမျိုးတွေလုံးဝလုံးဝမလုပ်ပါနဲ့ဟိုကလည်းများကိုသွားမချီနဲ့ကိုရှိလည်းချီရလဲလက်မခံနဲ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးပြောချင်တယ်နောက်ပြီးဒီလမှာအဲ့လို PC မိမိတံမိုးထားတဲ့ PC ပျောက်တာမျိုးတွေအခိုးခံရတာမျိုးတွေလုခံရတာမျိုးတွေလည်းရှိတတ်တယ်အားကြောင့်မလို့သွားတာလာတာစားတာတောက်တာစသတိထားပြီးပါဟို ါ့နော်တတိထားပေးပါအဲ့လိုမျိုးမဟုတ်ဘူးဆိုရင်တော့မိမရှိရဲ့မရှိမဲ့ PC ဟိပျောက်သွားမျိုးရှတာမျိုးခိုးခံတာမျိုးအလုခံတာမျိုးပေါ့နော်လုခံရတယ်ဆိုရင်ကိစ္စပါပြီးသားမလို့တနိုင်တော့တတိထားပါလုခံရရင်အလုခံရရင်နောက်မှာနော်ခေါင်းခွဲတာတွေဒါပါလာတတ်ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတတိထားစေချင်ပါတယ်ပေါ့နော်နောက်ကြတော့ပါလာဒီလမှာပေါ့နော်ဆုံးဖြတ်ချက်တစ်ခုခုချရမယ်ဆိုရင်ဒီလချဖို့တင့်တော်တဲ့လပါပြောချင်တာတော့ပါဘာဆုံးဖြတ်ချက်ချမှာလဲ ဒါလုပ်မယ်ဒါမလုပ်ဘူးဒါသွားမယ်ဒါမသွားဘူးဒီညမှာနေမယ်ညမှာမနေဘူးဒီဟာလုပ်မယ်ဒီဟာလုပ်မယ်ဆိုတော့ဗီဇာနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်တစ်ခုခုကိုခိုင်ခိုင်မာမာချတင်လာပါအေးအဲ့လိုမျိုးဆုံးဖြတ်ချက်တစ်ခုခုကိုမချဘူးဆိုရင်တော့ခွေးလုံးလုံးဖြစ်မဲ့လလို့ပြောလို့ရတယ်နော်ချိန်မှပြောခဲ့ရတယ်နော်ကောင်းတယ်လို့ပြောခဲ့တယ်မှန်တယ်ကောင်းတယ်နော်ကောင်းတယ်ဆိုတာဂျိုင်းတွေနေမကောင်းနော်လုံးစရာရှိရဘူးစေနာပါပါလုံးသွားစရာရှိရအောင်သွားလာစရာရှိရအောင်လာဆုံးဖြတ်ချက်ရှိရအောင်ရဲဝုံဝုံချနော် ဒါကြီးလောက်လိုက်အစီမြေမမလားခမလိုက်စီမြေမမလားဆိုတဲ့ဟာမျိုးမဟုတ်ဘူးကောင်းတီဖြစ်စီစိုးတီဖြစ်စီစုံဖြစ်ချက်ရဲရဲချပြီးလုံးစရာရှိရကိုလောက်ပါစေနာမလိုက်လောက်ဘာလုံးဆိုဒီလောက်ကမိမိကဟိုလောက်ချင်လို့မဟုတ်ဘူးဟိုမဖြစ်မနေလုံးရမှာမလို့လုံးနေရလုံးလုံးနေပလိစီအောင်စေနာမပါလိုက်လောက်အဲ့စင်နာပါလုံချင်းရဒီလမှာအများကြီးကြိုးအားနေနေပေးပါလိမ့်မယ်အကျိုးပြည့်တော့မပေးပါလိမ့်မယ်เนาะတော့ဒီလမှာမွေးပါရစုမယ်လို့ပါရွေးတယ်ဆိုဒီလမှာစစုပါ စုပါလုပ်ပေးပါလို့ကျွန်တော်နေပြောခြင်းနဲ့နောက်ပြီးတော့စီးပွားရေးကိစ္စတွေနဲ့ပတ်သက်ပြီးပြောရဆိုရင်တော့ဒီလုံးဆရာရှိရာကိုပြတ်တာလုပ်ပါစီးပွားရေးလူမှုရေးပညာရေးအကုန်လုံးပဲအဲ့တော့ဒီညမှာအခြေအပါပါပါတယ်အခြေအည်လေအခြေအည်မှာလည်းမိမဆုံးတရားခတ်နေတဲ့ကိစ္စမျိုးတွေကျွန်မဟိုကျွန်တော်အားရှိနေမယ်ဆိုရင်ဒီလမှာဆုံးတဲ့ချက်ကောင်းကောင်းလေးချပေးပါသူနဲ့ကွဲရမလားသူနဲ့ပြန်ဆက်ရမလားဟိုသူနဲ့ဒီတိုင်းပဲဆက်သွားရမလားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကို့မှာတန်တရားတွေရောထူးနေတဲ့အခြေအနေမျိုးဖြစ်နေမယ်ဆိုရင်လည်း တဏှာတွေကြားထဲမှာမနေပါနဲ့စုံဖြတ်ချက်အဲ့ဒါတာလောက်ပါဆက်သွားရင်သွားပါကွဲမယ်ဆိုလည်းကွဲပါဟိုဆက်ဟိုလုံးစရာရှိတာတွေကိုပြန်သာလောက်ပါအဲ့လိုမျိုးမဟုတ်ပဲနဲ့ဆိုရင်ဒီဟိုအပြက်ပြက်နဲ့နှာခေါင်းသွေးထွက်ပြီးတော့စိတ်အဆင်မပြေတာမျိုးတွေဟိုစိတ်ဝိဟာတာကွဲတာမျိုးတွေဖြစ်ပေါ်လာတတ်ပါတယ်နောက်ပြီးတော့ကျမကြီးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ဒီလမှာပေါ့နော်ကျမကြီးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုခုနပေါ့နော် ဒီအဲ့လိုအလုတ်ခံရတာမျိုးတို့အရိုက်ခံရတာမျိုးတို့နောက်ကိုမလုတ်ဘဲနဲ့ခြေတိုးခံရတဲ့ကိစ္စရဲ့အကြောင်းမလို့ကိုကဒီဘာနော်တက်တက်ဟိုဒုက္ခရောက်တဲ့အကြောင်းမလို့နော်အဲ့ဒါအကြောင်းမလို့ကိုကအဲ့လိုစိတ်ထောင်းကိုကြည်တာကြီးဖြစ်တတ်တယ်။အတောင်ဒီလမှာပေါ့ပါလေးသွားစေစရာပါလေးလို့ဒီဟိုဘယ်လိုခေါ်လဲဆိုတော့ဟိုလှုပ်ချင်လို့မဟုတ်ဘဲနဲ့လုံနေရလုံနေလုံနေရပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒါအားလုံးကိုစေစားလေးထည့်ပြီးလုပ်လိုက်ပါ။အဲ့ဒါဆိုရင်မိမိ အံဝင်ကွင်ကြပြီးပြီးတော့အဆင်ပြေပါလိမ့်မယ်အဲ့လိုမျိုးမဟုတ်ပဲနဲ့ဆိုရင်ဒီလိုအခြေအနေမျိုးကြီးကိုကိုကအဆင်မပြေဘူးအာကိုကကိုဟိုအားဆိုင်ပြီးတော့လုံနေရတဲ့အခြေအနေမျိုးမှာဆိုရင်အဲ့လိုစိတ်ထောင်းပူကြည့်ပြီးတော့စိတ်ပင်ပန်းတာမျိုးလူပင်ပန်းတာမျိုးဖြစ်ပြီးတော့မူလဲရအောင်သတိနှစ်တာမျိုးတွေပါဖြစ်လာတတ်ပါတယ်အကြောင်းမလို့အားရှိအောင်နေပါအားပါအောင်နေပါအားရအောင်နေပါလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ကဲဒီရရရလေးနဲ့ပြောရမယ်ဆိုရင်ဒီလမှာပါเนาะကျွန်တော်တို့ဒီ ဒီကလေးတွေပေါ့ဆယ်နှစ်ယောက်ကလေးတွေကိုအဲ့လိုမုတ်ကြွေးတာတွေမုတ်ဝေပေးတာမျိုးတွေစာရေးကိရိယာတွေလှူပေးတာမျိုးတွေနောက်ပြီးတော့ပညာရေးနဲ့ပတ်သက်ပြီးတော့တစ်ခုခုလှူပေးတာမျိုးတွေလုပ်ပေးပါအဲ့လိုမျိုးဆိုရင်တော့ပြီးတော့လုပ်ပေးစရာရှိရလုပ်ပေးပါအကန့်တတ်မရှိပါဘူးရေတွက်မရှိပါဘူးမပြီးတက်နိုင်တော့တက်နိုင်တာတက်ပို့ပြီးလုပ်ပေးပါအဲ့ဒါဆိုမိမိရဲ့ကိစ္စတွေအခက်အခဲတွေပြီးလည်သွားပါလိမ့်မယ်အားလုံးပဲအစီအမေချုံးကြပါစေ